နဂရောလို့ပြောလိုက်ရင်ဆဲတာပေါ့ဘာမှမသိသေးတော့ဆဲတာကျမဒီဆဲတာဟာတွေကိုကျမနံပါတ်1သဘောတိတ်မကြဘူးလူတွေမြင်ထားသလိုလူတွေသိထားသလိုနဂရောတိုင်းနတ်ဆရာတိုင်းဟာလူလိမ်မဟုတ်ပါဘူးတပုတဲသမားလည်းမဟုတ်ပါဘူးလူနေတာတွေတန်းနေတာတွေသာသနာအကျိုးဘာသာအကျိုးတွေမှာတေဖို့ထမ်းရွက်နေတဲ့နတ်ဆရာတွေနဂရောတွေအများကြီးပါလားလွယ်ထွေး မမွေးခင်ရှင်းပြရတစ်ဆက်တပါးကိုကျွန်တော်၃ကြိမ်၃ကြိမ်လုံးမယ်လို့ဒိဋ္ဌန်ထားတာကတစ်ကြိမ်အောင်သွားပါပြီရှင်းနစ်ကြရင်အဲမိဘမဲ့ကျောင်းဝကလေးတွေ YGW ကကလေးတွေကိုဒုတိယအကြိမ်ရဟန်းခန့်ရှင်ပြုအမှုတော်မင်္ဂလာပြုပေးမှာပါရှင်ဖရားရီယာပြူ နန်းနီယပြူဥပုံနေဖြစ်တော့ငါတော့အင်ကြီးအင်ကောင်းနဲ့နေငါတော့ကာကြီးစီငါတော့ဆွေတွေဝိဘုရားကြီးကိုငုံတုတ်ထိုင်ပြီးတော့ကိုကပြည့်ပြည့်စုံစုံနဲ့စိတ်မချမ်းသာရတာအတူကြီးတော့အသိမဟုတ်ဘူးဒါအတူကြီးတော့ကြနန်းတော်ကြီးလက်ောက်ကြီးကြီးကြီးတို့ထင်ကြီးနေပြီဆိုကြဒါကအတူပါအစ်စ်တရားကျွန်တော်ကရောင်းပြီးတော့ ဖျားတဲတဲ့ထဲနန်းဆောက်တဲ့ထဲရေစဲချတဲ့ထဲကျွန်တော်တို့ဖျားထီးတင်တဲ့ထဲမှာအကုန်ပြလိုက်ပါပြီ။ထောက်စစ်တော့ပါထောက်စစ်လာပါ နတ်ဆရာတိုင်းနတ်ဆရာတိုင်းနတ်ကတော်တိုင်းနတ်ကတော်တိုင်းတီးတဲ့သူတို့နတ်နဲ့ရှာထားတဲ့ငွေပေါ့နော်နတ်နဲ့ရှာထားတဲ့ငွေကြီးကိုပြန်ပြီးဒါနချလိရှိတယ်ရှင်းတော့ကကျွန်တော်တို့တော်အမေရဲ့နတ်အမေက34လမ်းမိရထားဝင်းတော်မြင့်ပေါ့နော်တော်မြင့်ရဲ့နတ်အမေကပလဲဒေဝီတော်တန်တန်ဦးတဲ့အဲ့တော့အမေပလဲဒေဝီတော်တန်တန်ဦးတို့ဆိုရင်အဲသူတို့ကတစ်နှစ်ကိုတစ်ခါ အဟွာယဟန်ခံရှင်ပြုတ်လုတ်တယ်ပေါ့နော်နန်းနဲ့ရှာထားတဲ့ပတ်စံဒီနှစ်ကိုကိုကြီးကျော်အတွက်လှူပေးတယ်နောက်နှစ်ကို အဲအမေကြီးအတွက်လှူပေးတဲ့နောက်နှစ်ကိုတောင်မြုံမင်းအတွက်လှူပေးတဲ့ရှင်းဆရာရှင်းနဂရောကြီးတွေကိုတိုင်ကိုကအလေးအထရှိတယ်ပေါ့အဲ့ဒီအလေးအထကိုကောင်းတဲ့မူကောင်းတဲ့အကျင့်ကိုအမေကယူပြတာအခုခေတ်လည်းလှူကြပါတယ်လှုပ်ကြပါတယ်ရှိတယ်အဲတချို့ line ပေါ်ဆိုရှယ်မီဒီယာပေါ်တချို့ကတင်တယ်အဲတချို့ကမတင်ဘူးပေါ့အမေကတော့ဩလူတွေကနတ်ဆရာဆိုရင်အထင်သေးတတ်တာကိုနတ်ဂရောလို့ပြောရရင်ပြောလိုက်ရင်လူတွေကအထင်သေးတယ်သေးတယ်ဆိုတော့じゃဩနတ်ဂရောတီလူလိမ့်မဟုတ်ဘူးအဲ့တော့ဒီ တော်တွေတင်တယ်အမေကနံပါတ်1တကောင်ကျွဲဖြစ်တယ်တပည့်တွေနဲ့နေရတယ်အဲ့တော့ဒီစတော်တွေကိုကိုကနက်ကအငွေ့စားတယ်ကိုစားနိုင်တလုံးတစ်စုပ်ပဲဟုတ်ပြီကြံတဲ့စတော်ကို မရှိတဲ့လူကိုပြန်ပြီးတော့ဒါနာချတာနတ်ဒါနာလူဒါနာပေါ့နော်အဲ့တော့အလှရှင်လဲကုသိုလ်ရတယ်အလှရှင်လဲစိတ်ကျေနပ်တယ်ပေါ့နော်အလှရှင်လဲကုသိုလ်ရတယ်အလှရှင်လဲ ိတ်ကျဉ်တတ်တယ်ပေါ့เนาะအဲ့ဒါကြောင့်မို့အမေကဒါလေးကိုဒီ PT အနေနဲ့ရှင်းစရာတွေလည်းလုပ်ခဲ့တယ်အမေကလည်းအဲ့ဒါလေးကိုဒီအစင်အလာလေးကိုထိမ့်သိမ့်ပြီးတော့လှူပစ်တာလုပ်ဖြစ်တာပါရှင်ဟာပြီးခဲ့တဲ့2024လေးလပိုင်းခုနှစ်ရည်လောက်ကကျွန်တော်ကျွန်တော်နေတဲ့ရက်ွက်အတွင်းမှာရှိတဲ့တကယ်အလှမလှဘူးတဲ့မလှနိုင်တဲ့ကလေးလေးတွေ ဟိုကမိဘမဲ့တော့မဟုတ်ဘူးပေါ့နော်အဲတကယ်အလှမလှနိုင်တဲ့ယဟန်မခန်နိုင်မှုရှင်မပြုတ်နိုင်မှု နားမတနိုင်မှုဆိုတဲ့ကလေးတွေကိုအဲဒီရှင်တေဟို130တပါးသော ကျေးဇူးတော်ရှင်ထီးမြူဆောင်နမ်မင်းနေရဲ့အတွက်ဆိုပြီးရည်စူးပြီးတော့လှူပြစ်တာပေါ့နော်အဲ့ဒါအခုအမှန်2025လဲလှူဖို့ဟာပါပဲလှူဖို့ဟာကကျွန်တော်ကဒီနှစ်ကိုကျွန်တော်ပလန်ချထားတာက2025ကျတော့ကျွန်မအဲ YGW မှာလှူမယ်ပေါ့နော်တို့တော်လေအကျိုးတရားကျမလိုပြောလိုက်တော့မယ်အကျိုးတရားအကျိုးတရားအကြောက်တရားဆိုတော့အဲငရင်ကလှုပ်သွားတော့ကို့ရှာထားတဲ့ချွန်းနှဲစာလေးတွေကဖျားတွေကပြူး နန်းနေရပြူအုပ်ပုံနေဖြစ်တော့ကဲအလူကရက်ဆိုင်လို့ရတယ်ရက်ရွှေလို့ရတယ်အဲ့တော့နန်းနေပြူတာဖျားနေပြက်တာဖျားနေပြူတာဆိုင်လို့မရဘူးအဲ့တော့နန်းနဲ့ရှာထားတဲ့ငွေအဓိကကျွန်တော်ကိုအထောက်ပံ့ပြုနေတဲ့တာဝကတပည့်တွေရှိကလားငါဒါလေးတွေလူကျင်နေငါကဥဆောင်ဥရဲ့ကမကထလုပ်မယ်ငါကဒီလောက်ကလေးရှိတယ်နင်တို့ကဒီလောက်ကလေးထည့်ဒီလိုလေးထည့်ဆိုပြီးတော့ ဖျားတွေနန်းတွေကို အရင် ပြန်ပြီးတော့ကျွန်တော်ဒီဒီငယုံလားပြည့်အမိကိုလှူလိုက်တဲ့အတွက်ရှင်တရာ၁၀တပါးကိုကျွန်တော်၃နှစ်၃ကြိမ်ပေါ့၃ကြိမ်လုံးမယ်လို့ဒိဋ္ဌန်ထားတာကတစ်ကြိမ်အောင်သွားပါပြီဒီနှစ်ကတော့ YGW ကကလေးတွေလှူမယ်ဆိုတဲ့ကိစ္စကကျွန်တော်၈နှစ်ကိုရွှေ့ထားပါတယ်ပေါ့နော်၈နှစ်ကြာရင်အဲမိဘမဲ့အကြောင်းအရာကလေးတွေ YGW ကကလေးတွေကိုဒုတိယအကြိမ်ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပြုပေးမှာပါရှင် ဘာ YW မှာရှင်ပြုမဲ့ပြည်ရတာဆိုဘယ်နှပါလောက်မှာမှန်တာ130တပါးပါပဲဘာဖြစ်လို့130တပါးလှူတာလဲဆိုရဲအဲ net ကျေးဇူးရှင်100ခီးပြူဆောင် net တွေကျွန်တော်တို့အော်နတ်ဆရာတွေအဓိကကိုဟာအလုံးလုံးနေတဲ့နတ်က130တစ်ပါးရှိတယ်လေအဲ့ဒါဆိုဒီနတ်တွေအတွက်ကျေးဇူးတော်ရှင်တို့ကိုစားပြုပြီး130တစ်ပါးလှူပစ်တာပါဆယ်ပထမကျွန်တော်ဒီဒီအဓိကကျွန်တော်တာဝကတွေ ်အော်ကျွန်တော်အလူလူမဲ့အခါသူတို့ရှိရအသုံးမဲ့ပတ်စံပေါ့အဲနောက်တော့ကျွန်တော်နတ်အတွက်အသုံးမဲ့ပတ်စံအဲကျွန်တော်ကိုရီးကိုတာအသုံးမဲ့ပတ်စံလေးတွေကိုအော်လောလောဆယ်ဆယ်ငါတော့အိမ်ကြီးအိမ်ကောင်းတဲ့နေငါတော့ကာကြီးစီငါတော့ရွှေတွေဝိငါနန်းနဲ့ဖျားတွေ ကျွန်တော်တို့ဒီရန်နာကိုအလယ်နန်းကဖရားတွေရှေးဖရားကြီးတွေပေါ့နော်အဲဒီဖရားကြီးတွေကတော့အုပ်ပုပျို့ပြက်သွားပြီးငါကဒီဟာကြီးကိုငုတ်တုတ်ထိုင်ပြီးတော့ကိုကပြည့်ပြည့်စုံစုံကြီးနဲ့စိတ်မချမ်းသာရအောင်စိတ်မချမ်းသာတော့ကျွန်တော်ဘလောင်းနဲ့တော့ကျွန်တော်ရဲ့တာဝကကိုကျွန်တော်ပြောပါတယ်ငါသားငါကဒီနန်းတွေဖရားတွေကိုရက်40နဲ့အမိတို့တော့လေအမြန်လဲပြီးကျင်တယ်ကန်ဖရိုက်ကိုတေချာအင်ဂျင်နီယာကိုတေချာပြောပြပါငလင်းတန်လဲတဘာဝဘေးအနေနဲ့တန်လဲတကယ်ခံနိုင်တဲ့ အစာဦးမျိုးလည်းဖြစ်ချင်တယ်ဆိုပြီးတော့အဲ့ဒါရက်40နဲ့အပီရက်30ရက်30ကျော်ပါနော်ရက်30ကျော်နဲ့အပီဒါလေးလူပြစ်သွားပါတယ်ကျွန်တော်ကျွန်တော်တို့ပြန်ပြီးတော့ပြုပြင်ရတာဖျားအုံးစုပါပါတယ်နန်းတစ်ခုပါပါတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟာဟုတ်ကဲ့ဟုတ်ကဲ့တာဝကအတွက်ပြတာတော့3000ကျော်ပေါ့နော်နားကတော့ဝင့်ထားတဲ့လက်ကောက်တွေဝင့်ထားတဲ့လက်ကောက်တွေရော ကဲနတ်နတ်အတွက်သုံးတဲ့အကုန်ပါသွားတယ်ပေါ့တာဝကမေးတဲ့3000ကျော်တယ်တဲ့3000ကျော်တယ်တဲ့ကျော်တာ3000ကျော်ပါတယ်ခင်ဗျာဒါ3000ကျော်ပါတယ်ကျွန်တော်ဝစ်တဲ့ကျွန်တော်ဝီလီဝစ်ထရှိလက်ကောက်တယ်ဒါအတူကြီးနော်အစင်မဟုတ်ဘူးဒါအတူကြီးတော့ကြနတ်ကတော်ကြီးလက်ကောက်ကြီးကြီးကြီးဆိုထင်ကြီးနေမှဆိုကြဒါကအတူပါဒါနတ်ကမှမလို့ဒါလေးခဏလေးဟန်ပြဝစ်တာတော့အစ်စ်တေကကျွန်တော်ကရောင်းပြီးတော့ ဖျားတဲတဲ့ထဲနန်းဆောက်တဲ့ထဲရေစဲချတဲ့ထဲကျွန်တော်တို့ဖျားထီးတင်တဲ့ထဲမှာအကုန်ပြလိုက်ပါပြီကျွန်တော်လေအင်တာဗျူးတော်တော်များများကိုကျွန်တော်မဖြေပါဘူးအများကြီးပြောပါတယ်ဘာလို့မဖြေတာလဲလို့ရတနာဝင်းကိုမေးရင်လူတွေကနဂရော်လို့ပြောလိုက်ရင်ဆဲတာပေါ့ဘာမှမသိသေးတော့ဆဲတာကျွန်မကဒီဆဲတာဟာတွေကိုကျွန်မနံပါတ်1သဘောတိတ်မကြဘူး ဒါတော့ကြတော့နံပါတ်1ကကြတော့ဒီ fee ကိုကျွန်မခံစားလို့မရဘူးပေါ့။အဲ့တော့လူတွေမြင်ထားသလိုလူတွေသိထားသလိုနတ်ကတော်တိုင်းနတ်ဆရာတိုင်းဟာလူလိမ်မဟုတ်ပါဘူး။တပုတဲသမားလည်းမဟုတ်ပါဘူး။လှူနေတာတွေတန်းနေတာတွေ သာသနာအကျိုးဘာသာအကျိုးတွေမှာတည်ဖို့ထမ်းရွက်နေတဲ့နတ်ဆရာတွေနတ်ကတော်တွေအများကြီးပါလို့เนาะအဲ့တော့နတ်ကတော်ကြီးတွေအပေါ်များနတ်ဆရာတွေအပေါ်များတော့ကောင်းသောအမြင်လေးနဲ့မြင်ပေးကြပါလို့မေတ္တာပို့ပါတယ်အားလုံးတက်ရှိကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေအနည်းကင်းဘေးရှင်းကက်ကြီးသုံးပါကြုံနေနိုင်ပြီးတော့ဘဝနဲ့ဆန္ဒတစ်ထပ်ထည့်ကြကြပါစေအလူရည်ဆက်လက်နဲ့မကွာ လူနိုင်တန်းနိုင်ပြီးဘာသာအကျိုးသာသနာအကျိုးတည်ဖို့ထမ်းရွက်ပြီးတော့လူနိုင်တန်းနိုင်ကြပါစေလို့မေတ္တာခါကပို့ပါတယ်ဂျေဇုတင်ပါတယ်ရှင်